မင်္ဂလာပါထိုင်းတော်ရဲတပ်ဖွဲ့လေရင်ပြည့်ကြမှုဖြစ်ပေါ်ပြီးရဲတပ်တော်6ဦးတည်ဆုံမှုနဲ့ဒီကနေ့ထိုင်းမှာဖြစ်ပေါ်တဲ့နောက်ဆုံးရသတင်းကိုတင်ပြပေးတော့ပါမယ် ဒီကနေ့အထိုင်းမှာဖြစ်ပွားတဲ့မတော်တဆမှုတွေကြောင့်ရဲအရာစီများအပါအဝင်လူ၁၄ဦးအထိအသက်ဆုံးရှုံးခဲ့ရပါတယ်။အဲ့ဒါကတော့အေဗီလာ25ရက်နေ့မနေ့စနေချိန်မှာထိုင်းနိုင်ငံပရတ်ချုဂူရီခန်ခီယန်ဟွာယင်မြို့နယ်မှာထိုင်းတော်ဝင်ရဲတပ်ဖွဲ့ရဲ့လေယာဉ်ပြေကျမှုဖြစ်ပွားခဲ့ပြီးရဲတပ်6ဦးအထိအသက်ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့တယ်လို့သိရပါတယ်။ထိုင်းတော်ဝင်လေယာဉ်ဟာဟွာယင်မြို့နယ်ချမ်ကန်ချေဟိုတယ်နဲ့မနီမဝေးမှာပင်လယ်ထဲခေါင်းဆိုင်ကျတဲ့ပုံစံနဲ့အစိမ်းပြင်းပြင်းပြက်ကျနေတာကို ရုတ်တံရိုက်ကူးထားတဲ့သူတွေကဖော်ပြထားပါတယ်ပြကြနေတဲ့လေးရမှာလေတီလေးကျင့်မှုအတွက်စမ်းသပ်ပြန်တန်းနေတဲ့အချိန်မှာ ပြတ်ကျခဲ့တာပါလေရင်ပြတ်ကျနေတဲ့အချိန်ဟာရေတိမ်တဲ့နေရာဖြစ်လို့ရေနဲ့တဲ့နေရာမှာသာပြတ်ကျခဲ့ရင်လူသိမ်းဆုံးမှုနည်းပါးမယ်လို့ထင်မြင်ချက်ချို့လိုလဲရှိနေပါတယ်လေရင်ပြတ်ကျပြီးခင်ဖြစ်ပေါ်တဲ့နေရာမှာတော့ရေတတာ၅ဦးထိသေဆုံးခဲ့ပြီးဒဏ်ရာပြင်းထန်တဲ့ရေတတာတဦးကိုတော့သူ့ကိုဟွာဟင်းစစ်ရုံကိုအလင်းမီပေါ်ရောက်ပို့ဆောင်ခဲ့ပေမဲ့ရရှိထားတဲ့ ပြင်းထန်တဲ့တံရများကြောင့်ဆေးရုံမှာပင်အသက်သေဆုံးခဲ့လို့ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ဝင်6ဦးအထိအသက်ဆုံးရှုံးမှုရှိလာခဲ့တာဖြစ်ပါတယ်။ နောက်ထပ်မတော်တဆမှုဖြစ်ပေါ်ပြီးလူစစ်ဦးအထိတေဆုံးတဲ့တတိယဆက်ချင်ပါရယ်အခင်းဖြစ်ပေါ်တဲ့နေရာကဘန်ကောက်အနီးစမှုပရဂန်ခရိုင်ဧရိယာမှာဖြစ်ပေါ်ခဲ့တာပါအေဗီလာ24ရက်နေ့ည10:00နာရီဝန်းကျင်မှာ22ဘင်းကုန်ကားတစ်စီးကမီတာစုလိုက်စီးလာတဲ့ကားတစ်စီးကိုဝင်တိုက်မှုဖြစ်ပေါ်ခဲ့ပြီးလူသေဆုံးမှုရှိတယ်လို့သတင်းပေးပို့လာတဲ့နေရာကိုထိုင်းစမှုပရဂန်ခရိုင်ပန်းစောက်တုံရဲတပ်ဖွဲ့နဲ့ကယ်ဆယ်ရေးဖွဲ့တွေအမြန်တွားရောက်ခဲ့ကြပါတယ်အခင်းဖြစ်တဲ့နေရာမှာကားသုံးစီးပျက်စီးနေတာကိုတွေ့ရပါတယ် ပြည့်စုံမှုအများဆုံးကအိမ်စီကားဖြစ်ပါတယ်။အထဲမှာလည်းမိသားစုလိုက်ရှိနေတယ်လို့သိရပါတယ်။ဂျင်းနောက်ကားထဲမှာပိတ်မိနေသူအများပြားရှိနေတာကိုသိလို့ဂဲဆဲရဲဖွဲ့တွေကအ мян ကဲတင်းဖို့စ조사ခဲ့တော့လဲမွေးကင်းစကလေးအပါဝင်တို့စီဦးစလုံးမှာအသက်မရှိကြတော့ဘူးလို့ဂဲဆဲရဲဖွဲ့ကပြောပါတယ်။တက်ကြိတ်ခံရပြီးတစစီဂျင်းမောပြည့်စုံနေတဲ့အိမ်စီကားဟာမိသားစုအလိုက်လျောင်းခရိုင်ကိုတွားကြမယ်လို့သိရပါတယ်။လန်တော့ဝဲမှာ ခလေးပေါင်းပြီကိုလဲလှယ်ဖို့ကားရက်နာချိန်မှာ22ဘိန်းကုန်တင်ကားရဲ့တက်ကြိတ်တာကိုခံခဲ့ရတာပါအခင်းဖြစ်တဲ့နေရာမှာထိုးရထားတဲ့စီတင်ကားလည်းဝင်တိုက်ခံရလို့ပျက်စီးမှုရရှိခဲ့ပါတယ်ကားမောင်းနေသူကတော့အသက်60နှစ်ရှိအမျိုးသားတဦးဖြစ်ပြီးအခင်းဖြစ်တဲ့အချိန်မှာလည်းသူလည်းဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ် အဲ့ဒီနောက်မှာတော့ဗန်ဆောင်ထုံရက်တဖက်ကရနေတဲ့ကားများကိုဝင်တိုက်ပြီးလူသေဆုံးမှုရှိတဲ့အတွက်ကုန်ကားမောင်းနေသူကိုအေးအေးယူဆောင်ရွက်ဖို့အသေးစိတ်ကိုတပ်ဆိုင်ရာတွေဘက်ကစစ်ဆေးနေတယ်လို့သိရပြီးသူ့ကိုတရားဥပဒေအရအေးအေးယူဆောင်ရွက်သွားမယ်လို့လည်းသိရပါပဲခင်ဗျာဟုတ်ကဲ့ဒါကတော့ထိုင်းနိုင်ငံရဲ့လုံခြုံမှုပါခင်ဗျာကိုကိုချစ်စပီကာအနေနဲ့ရှင်းပြမှာပါတနည်းအားဖြင့်အဆုံးလုံးသိရှိနေတဲ့ဆိုရင်